အလုံးမဲမင်္ဂလာပါဒီနေ့ကတော့ဒီဇင်ဘာလ10ရက်ဒီဇင်ဘာလ10ရက်နေ့မှာတော့တည်င်းထူကတော့ဒီစက္ကဆရဲ့လီတက်နော်တောင်ကိုလီတက်ကိုဒုတိယအကြိမ်နော်အဲ့ဒီမှာဆော်လိုက်တဲ့တည်င်းကလည်းကောင်းတယ်အဲ့ဒီတည်င်းကလည်းတော်တော်ကိုထီအောင်မှုရှိတယ်နောက်တစ်ခုကအမေရိကမှာဒီကြားဖြန့်ကိစ္စနဲ့ဒီဥပဒေကိုအတည်ပြုတာပထမဆုံးကအောက်လွတ်တော်မှာဒုတိယကတော့အထက်လွတ်တော်မှာတော့မှနော်အတည်ပြုလိုက်ပြီဆိုတဲ့တည်င်းကလည်းနော်တော်တော်ကိုကောင်းတဲ့တည်င်းလေးဖြစ်တယ်ဆိုတော့ပထမဆုံးကတော့ဒီနေ့ကတကယ့်ခေစားတဲ့ တကယ်နာမည်ကြီးတဲ့အဲ့ဒါတထင်းကတော့နော် Silent Strike ပါနော် Silent Strike ကတော့တနိုင်ငံလုံးအဲ့ဒီမှာဆန္ဒပြကြတဲ့အခုတနိုင်ငံလုံးပါဝင်ဆင်နွှဲကြတယ်ဒေါ်လာရေးက9နှစ်ရှိပြီဒါပေမဲ့လုံးဝလူထုရဲ့ထောက်ခံမှုကလုံးဝမကြောက်ဒီနေ့ Silent Strike ကိုမြို့နေတိုင်းမြို့နေတိုင်းမှာမြို့တိုင်းမြို့တိုင်းတွေမှာပါဝင်ဆင်နွှဲကြတယ်6ကတ်နေတာပဲမာလာဖက်ကဘလောက်ပဲဖိအားပေးပေးဒီလောက်ဖိအားပေးတဲ့ကြားနေပြီးတော့ကျွန်တော်တို့ဖြစ်အောင်လုပ်ကြတယ်နော်အဲ့ဒါကပြည်သူလူထုကတော့တာဝန်ကျေတယ်နော်တာဝန်ကျေတယ် အဲ့ဒါကိုတာဝန်မချီတာကတော့အယူချီနော်အယူချီကတော့ဒီနေ့ထက်ထိပြောင်းလဲလုပ်တယ်ဆိုပေမဲ့ဘာပြောင်းလဲမှလုပ်တာမဟုတ်ဘူးအဲ့ဒီဝန်ကြီးဌာနတွေ short ချတာပဲရှိတယ်နော်သူတို့ရဲ့အာဏာတည်မြေရဲ့အတွက်အဲ့ဒီ NLD အမတ်တွေကပြန်ပြီးတော့နော်သူတို့ထိန်းနိုင်ဖို့အတွက်ပကဖားလို့ပအားဖားလို့မလို့အဲ့ဒီဟာတွေလိုက်လျှောက်အဲ့ဒီ PDF တွေရှိနေပြီဒါပေမဲ့သူတို့ကတော့ live လုပ်နေတယ်နော် live လုပ်နေတယ်ဆိုတော့အတ္တမကလို့အခုကနောက်ဒီတာယတာလက်နက်ကတည်းကမပါဘူးလို့သာပြောတာနော်ဘေးပါမလဲဘေးပါမလဲသူတို့က န်အဒီရဲ့အနာတီမီရဲ့အတွက်ပဲသူတို့ကလုတ်လာဖို့လုတ်တော့တိုင်းရတဲ့နိုင်ငံတွေကလာရမှာမဟုတ်တာเนาะသူတို့သိတယ်လေတယောက်မှပေါ်မကြဘူးသူတို့တကယ်တော့ဟိုကဖြစ်တယ်ဆိုလို့ရှိရင်ဖွင့်စီပုံကိုလုံလိုက်အရင်ကဖွင့်စီပုံရှိတယ်အဲ့ဒီဟာကိုအတီးပြူလိုက်အဲ့လိုမျိုးပြောနေပြီเนาะအဲ့ဒါကိုလုံးဝမလုပ်ချင်ဘူးဗမာပြည်ကိုဖွဲလိုက်ဘာမှမလုပ်ချင်ဘူးမလုပ်ချင်တဲ့ခါကျတော့ကိုအပြောင်းအလဲတွေလုပ်ရဆိုတော့ဘာတခုမှလုပ်တာမဟုတ်ဘူးဌာနဆိုင်ရာတွေကိုအဒီမှာဝန်ကြီးဌာနတွေဖုံးပွားလုံးလို့အဲ့ဒါကိုချော်ချလိုက်တယ်เนาะဘန်ဒါရေးတွေကိုနေပြီးတော့ မပါမှဘာလုပ်မယ်ဘာကြိုက်မယ်ဆိုတော့ဘာမှမပြောဘူးเนาะစစ်ရဲတွေကိုအပြစ်ပြတ်ဆောင်ရွက်မယ်အဲ့ဒါပြတော့ဒီစစ်အနိုင်တိုက်ရိုက်ကိုဦးစားပေးမယ်စသည်ဖြင့်ဒါတွေကိုဘာမျိုးလက်ချက်မှပေးတာမရှိဘူးဘလို့တိုက်မယ်ဆိုတဲ့ပုံစံမျိုးလည်းဘာ plan မှမရှိဘူးเนาะတိုက်ရိုက်ခိုက်ရဲအကြောင်းကိုလည်းဘာမှပြောတာမရှိဘူးသမ္မတရဲ့မိခွန်မှာအလားအပလာသမ္မတเนาะအခုဒီကချင်ကနေပြီးတော့သမ္မတတယောက်ပါလာတယ်เนาะအတူကလည်းရှိလားအဲ့ဒီသူပါလာတာနဲ့သူကလည်းအကုန်လုံးရုပ်သိမ်းလို့ပဲအဲ့ဒီဖက်ပါသွားတယ်เนาะပထမအခြေရတဲ့က ဓမ္မတာကြီးကတော်တော်ရိုးသားမဲ့ပုံပဲဒါပေမဲ့ပြောတဲ့ဟာကသူများအကုန်လုံးအဆန့်ကျက်ဖက်တွေပဲဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ပြောတဲ့ဟာကသူများအကုန်လုံးဆန့်ကျက်ဖက်ပဲအဲ့ဒါကြောင့်ဒီတိုင်းသားလက်နက်ကတည်းကထပ်တော့မပါချင်တော့ပါတယ်လို့သူများအကုန်လုံးကကြိုးဆွေးပဲနော်သူတို့ကဘသူကအနာရှိမှလည်းမသိဘူးဘုန်းကြီးချောကအနာရှိတာလားအဲ့ဒီယာယီဓမ္မတာကအနာရှိတာလားဟုတ်ဓမ္မတာယုံကလူကပိုးလို့အနာရှိတာလားဘသူအနာရှိမှမသိဘူးသူတို့မှာ ဆိုတော့အန်တီသမတကရုပ်သေးရုပ်ပဲလေနော်တိုင်ရတလက်နဲ့ကန်တွေကပေးပါမလဲအဲ့လိုမျိုးရုပ်သေးရုပ်အဖြစ်နဲ့နော်သူတို့ပေးအလုပ်ခံမလဲနော်ဆိုတော့ဒါပေမဲ့ဒီနေ့ကတော့ Silent Strike ကတော့ပြည်သူလူထုကတော့တာဝန်ချိန်နေဒုံးပဲဆိုတာဒီ Silent Strike ကိုချစ်ချာအပြည့်ကျွန်တော်တို့သိရတယ်မလားအလားဖက်ကတော့မလုပ်လာလဲဆိုလို့ချင်းအခုဒီ UK ဘက်ကိုဆန့်ကျင်တဲ့စန္ဒပြတဲ့ဒေဇာဆန့်ရဲ့ကိုနိုင်လင်းရဲ့နော်သူတို့အပါအဝင်ဆင်ရောက်ပုံပြီးတော့ UK ပွဲဥပဒေနဲ့နော် UK ဘက်ကိုကာကွယ်တဲ့ဥပဒေ နော်ပုံမှန်20နဲ့3ခနဲ့အမှုဖွင့်ထားတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူတို့မိလို့ကတော့ခြောက်တော့မခြောက်ဘူးပေါ့နော်သူကလည်းတစ်ချက်တစ်ချက်ဝင်ဝင်လာကိုတွေ့ရတယ်နာမည်ပီတလိုထူရဲ့ထောက်ခံအားတော်တော်ကောင်းလို့သားနော်အဒီမန်ဒလင်းမြို့မှာဖမ်းမခံရတာအဲ့ဒီထက်မှဂျမ်ဖို့တော့ဘာလို့မပါလို့ဖြစ်မှာပေါ့ဂျမ်ဖို့တော့ပါလို့ရှိရင်တော့နော်အဒီမှာဒီကားနဲ့တိုက်တာတို့စက်ကင်းနဲ့တိုက်တာတို့စသဖြင့်အလိုမျိုးလုပ်မှာလေဆိုတော့သူတို့ကလည်းအသေးချပလန်ချပြီးတော့လုပ်တဲ့ပုံတော့ရှိတာပေါ့နော်အဲ့တော့ ဒီတို့ထူကတော့တနင်္ဂနွေလုံးဒီနေ့နော်စန္ဒပြကြတယ်ဆန်စထရိုက်သူတို့ရဲ့တောင်းကိုသူတို့ခြေပွန်စွာဆောင်ရွက်ခဲ့တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့မေခွန်ထိုးရမှာကအယူကြီးတောင်းကိုခြေပွန်ရလားဆိုတဲ့ဟာကိုတော့သူတို့ကိုမေးရမှာပေါ့နော်မေးရမှာပေါ့နောက်တစ်ခုကတမဟာခွန်နဲ့နာခေအန်ဒီရဲ့တမဟာခွန်နဲ့နေမြေမှာအဲ့ဒီမှာဌာနချုပ်မှာအဲ့ဒီမေတော်ဖက်ကနေပြီးတော့ကာမီကာဇေဒုံအဲ့ဒီမှာခွန်လုံးခွန်လုံးလာပြီးတော့ပြည့်တယ်နောက်ပြည့်တယ်အဲ့ဒီ၅လုံးက နေချာရောက်ပောက်ကွေးတယ်နော်ပောက်ကွေးတယ်အဲ့ဒါကမအလာဖက်ကနေပြီးတော့ပြစ်တာဖြစ်တယ်အဲ့ဒီမှာဒီဆောက်ဦးတချို့နော်ကြိခတ်ပြစ်စင်မှုရှိတယ်ပြီးလို့ရှိရင်တော့လူတူကအဲ့ဒီမှာ KNU ဖက်ကဒါတယောက်ဖြစ်လိမ့်မယ်နော်အဲ့ဒီမှာလူတူထိခိုက်မှုရှိတယ်ဆိုတဲ့ဟာကိုတော့တွေ့ရတယ်တန်ရရတာပေါ့နော်တန်ရရတာဆိုတော့တတ်မှာခုနေ့ကလည်းဌာနချော်လေခဏခဏကမေကာစီတုံးနဲ့ခဏခဏပြစ်ခါရတယ်ဆိုတော့ဒါနဲ့ဆိုလို့ရှိရင်၃ကြိမ်မြောက်ရှိပြီဆိုတော့အခုကတော့ခုနှစ်လုံးခုနှစ်လုံးမှာ၅လုံးကြောက်ရောက်ပောက်ကွေးတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုကဒီပကိုးတိုင်တောင်းငုံနော်ကီတူမတီ ဲ့ဒီလေတက်ဟိုတစ်ခေါက်ပါပဲအဲ့ဒီဒုံးလက်ဖြစ်ခါရတယ်ဒါပေမဲ့ညမှာဆက်တို့ပါတွေပဲအဓိကနော်အဲ့ဒီနေရာကိုပဲသူတို့ဖောက်ခွေတာကိုတွေ့ရတယ်ဒီဖက်ကလေတက်မှာနော်ထက်ဆောင်ခဲ့တဲ့နော်ဒီအရာရှိတွေရှိတယ်သူတို့နဲ့မတိုင်ပင်တဲ့ခါကျတော့သူတို့ကအမလို့အမရပြောတာပေါ့နော်ဒီလောက်စူးစမ်းပြီးတော့၃လနှစ်လောက်အချိန်ယူပြီးတော့စူးစမ်းတဲ့ဟာအဲ့ဒီညမှာထားတဲ့နေရာကိုပဲတော့ကျွန်တော်တို့ရလိုက်တယ်နော်တကယ်နော်လေရင်ပြန်တွေထားတဲ့နေရာအတိတ်ကနေရာတွေဘာတွေလဲဆိုတဲ့ဟာကိုတို့ညှိနှိုင်းဖို့လုပ်တယ်ဆိုတဲ့ဟာကိုတော့အမလို့အမရ ြောတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်เนาะဆိုတော့ဒါကတော့เนาะပထမအချိန်ဒုတိယအချိန်ကတော့ကျွန်တော်အဲ့ဒီတရားခွန်မမနဲ့ short tight တုံးနဲ့နေပြီးတော့เนาะအတိုက်ခံရတယ်အဲ့ဒီမှာ6လုံးကျွေးလိုက်တယ်အဲ့ဒီမှာကြာရောက်ပေါက်ကွဲတယ်စီတို့လောင်ကန်ကိုနေပြီးတော့ကြာရောက်ပေါက်ကွဲတယ်เนาะပေါက်ကွဲတဲ့ခါကျတော့ဒီမှာနာဝီဝက်လောက်နေပြီးတော့ပေါက်ကွဲတန်ကိုဆူညံနေတာပဲဆိုတဲ့ဟာကိုတော့เนาะကြာတယ်နာယီဝက်လောက်เนาะနာယီဝက်လောက်တော်တော်ကိုထိတဲ့ပုံပဲဆိုတော့အဲ့ဒီမှာအခုဒီတရားခွန်မမ အဲ့ဒီမှာ short time တော့6လုံးပြစ်တာနဲ့အရင်တော့ကဒီဒုံနဲ့ပြစ်တာနဲ့ဆိုလို့ရှိရင်တပတ်ပဲရှိတယ်เนาะတပတ်အတွက်မှာခါထိတာဆိုတော့တော်တော်ကိုခက်စိတ်ထိတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့ဒါကတော့နောက်တကယ်တင်းကောင်းပဲအဲ့ဒီစီတူလောင်ကန်တော့ထိတယ်လို့ကျွန်တော်တို့ကြားတယ်ဒါပေမဲ့အပြည့်အစုံ block ထိရှိလဲဆိုတဲ့ဟာကိုတော့ ကျွန်တော်တို့မနေ့ဖြစ်တော့မှတို့ထပ်ပြီးတော့ထုတ်ပြန်လိမ့်မယ်ထင်ပါတယ်နော်အဲ့ဒီတိုင်းအဲ့ဒီတဲ့င်းကတော့ဆက်ပြီးတော့တက်လာလိမ့်မယ်နောက်တစ်ခုကဒီမလောက်ရုပ်ခုတ်ပုတ်ကိုနေပြီးတော့လွတ်လပ်ပြီးတော့တရားမျှတမှုရှိနိုင်မှာမဟုတ်ဘူးဆိုပြီးမှဥရောပသမဂ္ဂရဲ့ UK ရဲ့ကနေဒါရဲ့ပြီးတော့ရှက်ဘရစ်တင်ရဲ့ OC ရဲ့စသဖြင့်ဒီနိုင်ငံတွေကနေတော့ကြီးညာချက်အသီးသီးကိုဒီနေ့ထုတ်ပြန်နေဆိုတဲ့ဟာကိုတွေ့ရတယ်ထိုင်းကတော့ပထမတော့လက်မခံဘူးပြောလိုက်နောက်သူနဲ့တွေ့ပြီးတဲ့အခါမှာပြန်ပြီးတော့ပြောလိုက်နော်အဲ့ဒါလက်ခံနဲ့ပြောလိုက်အခုပြန်ပြီးတော့တည်င်းတွေမှာတွေ့လာပြန်ပြီအဲ့ဒါကတော့နော်ဒီ UK ပြောရဆိုလို့ရှိရင်ဖြစ်မြောက်မှာမဟုတ်ဘူးနော်အဲ့ဒါ ာနော်နယူကပ်ဘွေးကအဖြစ်မဟုတ်ဘူးစသဖြင့်သူတို့ပြောလာပြန်တယ်နော်ပြောလာပြန်တယ်ထိုင်းကတော့ဟိုလိုဒီလိုရှာနှခွင်းနဲ့လုံနေတာကိုတော့ကျွန်တော်တို့တွေ့ရတယ်မိုရိုပါ တမကာတို့ကို UK တို့ကနေဒါတို့ပြီးလို့ရှိတော့ OC တို့ကတော့နိုင်ငံအသီးသီးကနေပြီးတော့ထုတ်ပြန်ချက်တွေကိုထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကစကန်တိုင်းဒီအရာတော်မြို့နေမှာပေါ့နော်အဲ့ဒီငွေတွင်းရွာကနေပြီးတော့ Fusoti 12ယောက်ကနေပြီးတော့သူတို့မှာအစာရစာတွေမရှိဘူးမရှိတဲ့ခါကျတော့ဒူးလေးရွာကနေပြီးတော့ရက်ခါပို့တယ်နောက်ရက်ခါပို့တဲ့ခါကျတော့ဒီဖက်လူတွေကနေပြီးတော့တည်င်းရတယ်အဲ့ဒီ12ယောက်ကိုနော်12ယောက်ကိုတည်င်းရတယ်ရတော့ဒီဖက်နေပြီးတော့လမ်းမှာနေပြီးတော့သူတို့ကိုနောက်ချိုးပြီးတော့ဖမ်းတယ်ဖမ်းတဲ့ခါကျတော့အဲ့ဒီမှာ6ယောက် ဖမ်းမိတယ်၄ယောက်ကြတော့တို့ကလက်နဲ့ရှိတဲ့ခါကျတော့အဲ့ဒီမှာတို့ခုခံပြီးတော့ပြေးပြီးတော့တို့ထွက်ပြေးလွံ့မြောက်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီပေကတော့အပူစောတီရွာတွေမှာဆိုလို့ရှိရင်အစာရေစာတွေငတ်ပြတ်နေတယ်အဲ့ဒီပေကတော့ဒီဖက်ဒေါ်လာရဲ့အဖွဲ့ကနေပြီးတော့ဒီအစာရေစာလမ်းကြောင်းပို့ဆောင်ရင်းလမ်းကြောင်းတွေကိုကလုံးဖြတ်တောက်ထားနိုင်တယ်ဆိုတဲ့နော်ချင်းရကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကစကိုက်တိုင်းဒေသမုံရမြို့မှာဆိုလို့ရှိရင် စကတ်ဆာရဲ့ဒီယင်စီ၊ယင်စီထွက်လာတယ်။အဲ့ဒါမှာပိုကြီး ဲ့ဒီမှာပုံမှုမရောက်ပါလာတယ်နော်ပါလာတယ်အဲ့ဒီမှာစစ်သားတွေအများကြီးပါလာတယ်ဒီစစ်ကနေစီးမှာဆိုတဲ့အခါကျတော့ဒီဖက်ကနေပြီးတော့ เนาะจ้าဖြတ်တော့တက်ခိုက်လိုက်တယ်เนาะတက်ခိုက်လိုက်တဲ့အခါကျတော့အဲ့ဒီမှာပုံမူကြီးဝင်းကိုဆိုတဲ့အဲ့ဒီပုံမူကြီးတယောက်ရဲ့ပုံကြီးတယောက်เนาะဦးစောမင်းဦးဆိုတဲ့အဲ့ဒီပုံကြီးတယောက်ရဲ့နှစ်ယောက်ကနေပြီးတော့အဲ့ဒီမှာမာလခီယာဖြစ်သွားတယ်သူရအပေါင်းပါ10ယောက်เนาะစုစုပေါင်း10ယောက်ကနေပြီးတော့မာလခီယာမြေဩဇာတွေဖြစ်ကုန်ရတယ်ဆန်ငယ်ဆန်ငယ်နဲ့အကုန်လုံးတည်ကုန်ရတယ်ဆိုတော့နောက်တည်င်းကလည်းကျွန်တော်တို့တည်င်းကောင်းပဲဒါလည်းတည်င်းကောင်းပဲเนาะအဲ့ဒါကတကယ်အကောင်ကြီးနှစ်ကောင်ပါတယ်အဲ့ဒီမှာပုံမူကြီးဝင်းကိုနဲ့ ဘူဂျီဆိုမင်ဦးเนาะသူတို့နေရာကတော့ဘဝနဲ့ထန်ကွက်လင်ပြီပေါ့เนาะကွက်လင်သွားပြီเนาะဆိုတဲ့ခါကိုကျွန်တော်တို့တွေ့ရတယ်เนาะကွက်လင်တာကလည်းတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အယူဆကြဆိုလို့ရှိရင်တော့အစိမ့်သေးသေးလားเนาะအစိမ့်သေးသေးလားဖျားလို့နာလို့เนาะအဲ့ဒီတေးချင်တန်လို့ဟိုလို့နာလို့အဲ့လိုမျိုးသေးတာမဟုတ်ဘူးเนาะအစိမ့်သေးသေးလေးဆိုတာကတော့လွတ်လွတ်လပ်လပ်เนาะနေမြင်ညပြောက်ညမြင်နေပြောက်ဆိုသလိုเนาะအဲ့ဒီမှာသေသွားကြတာเนาะသေသွားကြတာဆိုတော့အဲ့ဒါအသေးဆိုးနဲ့သေးတာပေါ့เนาะမြန်မာလူပြောလို့ရှိရင်တော့အသေးဆိုးနဲ့သေးတာ လူတက်တော့တည်သွားတာเนาะဒီပြတော့ဒီမှာ စေရောက်မာလကီယာဖြစ်သွားတယ်နောက်တစ်ခုကဒီမကွေးတိုင်းပဒံတက်နေမှာဆိုလို့ရှိရင်နှက်ရကန်နောက်နှက်ရကန်ကတော့တော်တော်ကိုသူတို့ကထင်းချုပ်ထားပြီးပြီးအကလုံးကပတ်ပြီးဆိုထားတယ်အဒီမှာရောက်ပေါင်း300ပြိမိနေတယ်နောက်ပြိမိနေတယ်ရိတ်ခါတွေလုံးဝမရတော့ဘူးအဒီမှာအစာရေစာတွေတော်တော်ပြက်လက်နေတယ်အဒီပြက်တော့ချွတ်လို့တယ်ဆိုလို့ရှိရင်တော့ Ethiopia ဖက်ကလူတွေတော့ပိန်ချုံပြီးတော့ရှိနေမှာပဲနော်အဲ့ဒါစာရေစာတွေအကလုံးဖြတ်တော့ထားတာနောက်ဖြတ်တော့ထားတာဒီဖက်ကလမ်းကြောင်းလုံးဝဝင်လို့မရဘူးစစ်ကူလည်းပို့လို့မရဘူးစစ်ကူပို့တဲ့အောင်သမီးအကလုံးအဒီမှာ သူတို့ကမာလခီယာပဲနော်တော်တော်ကိုစိတ်ကူပို့တယ်ဒါပေမဲ့အဲ့ဒီစိတ်ကူပို့တဲ့ဟာကမလောက်နိုင်ဘူးဖြစ်နေတယ်ဆိုတော့ဒီပြရတော့အဲ့ဒီနတ်ရကန်ပြူဟာကုန်းကလူတွေကတော့အစာရေစာငတ်ပြတ်ပြီးတော့အီသီယိုပီးယားမှာရှိတဲ့လူတွေလိုပဲပိန်ချုံနေရပြီဆိုတဲ့တဲ့တင်လေးကျွန်တော်တို့ကြားရတယ်နောက်တစ်ခုကအဲ့လိုမျိုးအေကလှုပ်ထားတဲ့ဟာကိုအညိုးနဲ့ခုကမြောက်ဦးမျိုးမှာရှိတဲ့အခုသူဆေးရုံကြီးကိုနေပြီးတော့ပြခတ်တယ်နော်ပြခတ်တယ်အဲ့ဒီမှာပေါင်900ပုံနဲ့ ရေးချတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အခုလောလောလတ်လတ်ပဲတတင်းမှာတက်လာတယ်ဆိုတော့အတိအပြောက်ဘယ်လောက်ရှိတယ်ဆိုတဲ့ဟာကိုတော့သူတို့ထုတ်ပြန်ထားတာမတွေ့ကြရသေးဘူးဆိုတော့ဆေးရုံကြီးကိုအဲ့ဒီမှာပြစ်တယ်ဒါပေမဲ့အဲ့ဒီမှာအနီးနားကအဆောင်တွေကိုပဲထိတယ်ဆိုတဲ့ပုံစံမျိုးတော့တော့ရှားရတယ်ပြီးလို့ရှိတော့မအောင်မဟုတ်အခုကျန်တဲ့မြို့ကတော့၃မြို့ကိုနော်အဲ့ဒီမှာကျွန်တော်တို့မအောင်ရဲ့ကြောက်ဖြူရဲ့စစ်တွေရဲ့ဒီ၃မြို့ပဲကျန်တော့တဲ့၁၆မြို့နေမှာနော်အဲ့ဒီမှာအကုန်လုံးကျန်တဲ့ဟာတော့အကုန်လုံးသိမ့်ပြီပေါ့ဆိုတော့မအောင်ကတော့တစ်ခါမှနော်ဆေးရည် နော်အခြေအနေကိုတစ်ခါမှမကြားရဘူးအဲ့ဒီမှာတိုက်လဲဆိုတာလည်းမကြားရဘူးဆိုတော့ဒီနေ့ကတော့တည်င်းထူတစ်ခုအနေနဲ့အဲ့ဒါလာမှအောင်မှဆက်ပြီးတော့ဒီစက္ကစဘက်ကဆေးရလှူရှာမှုတွေတော်တော်ကိုလုပ်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီပြတော့အဲ့ဒီမှာ AA တွေရောက်နေပြီအဲ့လိုမျိုးဆေးရလှူရှာမှုတွေလုပ်တယ်ဆိုတာအလကားဘလိုင်းတော့မဟုတ်ဘူးเนาะသူတို့အဲ့ဒီမှာတည်င်းတွေအကုန်လုံးရနေပြီသားပဲဆိုတော့အဲ့ဒီမှာမကြာခင်မန်အောင်ကိုဖိမ့်မလာတော့မသိဘူးဆိုတော့မန်အောင်ကဘာဖြစ်လို့မသိနိုင်လဲဆိုတာတော့ကျွန်တော်တော့မသိဘူးဆိုတော့ဂျွန်းလေးတဂျွန်းဖြစ်လို့လားအဲ့ဒီမှာတိုက်ရခတ်လို့လားဘာလဲ နော်အရေးမပါတဲ့မြို့တစ်မြို့ဖြစ်လို့လာတော့မသိဘူးအဲ့ဒါကြောက်ဖြူလို့ပါလို့ဆိုတော့ထားပါတော့ငါအဲ့တဲ့ဟာကတကယ့်တရုတ်ရဲ့တကယ့်စီမံချက်ရှိတဲ့အဲ့ဒါကိုတော်တော်တတိထထားပြီးတော့ကျွန်တော်တို့တိုက်ရတယ်ဆိုတော့စစ်တွေကလည်းကျွန်တော်တို့ဒီအပြက်အစီတွေတော်တော်ကိုပြည့်စုံဆွချွတ်မှုတွေနောက်ထိခိုက်မှာကိုဂျိုးပြီးတော့တွက်ထားတယ်အခုထန်တလန်တို့ပါလို့လို့ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်သူတို့နောက်ထိမ့်သိမ်းထားတဲ့ပုံစံမျိုးတွေဖြစ်နိုင်တယ်တိုက်လို့မရဘူးဆိုတာတော့မဖြစ်နိုင်တော့ဘူးဘာလို့ဆိုတော့စစ်ခုနှစ်မျိုးနေမှာဆေးလေးမျိုးတော့မှသိနိုင်သေးတာပဲနောက်တော့ကက်ခတ်တဲ့ ဟုတ်ဖက်မှာမောင်တော့ဘုသူတော်မောင်တော့ဖက်မှာအနေချဆောင်တက်ကိုညီအောင်လိုင်းကောင်းတူပြီးတော့ကိုတော့မှတော်ဆော်သေးတာပဲเนาะဆိုတော့အဲ့ဒါကတော့သူတို့တော်တော်ကိုစဉ်းစားပုံရတယ်เนาะစဉ်းစားပုံရတယ်အဲ့ဒါကြောင့်သူတို့မတိုက်တာပဲဖြစ်တယ်နေပြတော့မတိုက်ချင်လို့မတိုက်တာเนาะမတိုက်ချင်လို့မတိုက်သေးတာပဲတကယ်တိုက်တယ်ဆိုလို့ရှိရင်တော့เนาะကြလောက်ပြီเนาะကြလောက်ပြီဆိုတော့အခုကတော့သူကတော့ဒီဖက်မှာပဲအားပြူတယ်မကွေးရဲကိုရဲ AOD ရဲအဲ့ဒီဖက်မှာပဲသူက အားစိုက်ထားတာကိုကျွန်တော်တို့တွေ့ရတယ်နော်ဆိုတော့အခုမှအောင်မှာလဲသူတို့စေရလှောင်မှုတွေတွေ့နေရပြီဆိုတဲ့ဟာတော့ကျွန်တော်တို့ကြားရပြီအခုသတင်းမှာနောက်တစ်ခုကဒီကြားဖြန့်ကိစ္စနဲ့အခုနော်အမေရိကအနေပြီးတော့ဒီစိုက်မမဲ့သူတို့ဥပဒေထိုးပြီးတော့နော် country ပို့လုပ်နေတယ်ပြီးလို့ရှိရင်တော့ scan strike force ကိုလည်းသူတို့ကနေပြီးတော့လုပ်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီမှာ domain တစ်ခုကိုလည်းသူတို့သိမ်းထားပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုလုပ်ဖို့ကသူကလုပ်တစ်ခုလုပ်တော့မယ်ဆိုလို့ရှိရင်အမေရိကကနေပြီးတော့တော်တော် မာနေပြီးတော့အတီးပြရတယ်เนาะဥပဒေကိုပြဋ္ဌာန်းရတယ်ဆိုတော့ပထမတော့အောက်လွတ်တော်မှာသူတို့ကမဲခွဲပြီးတော့သူတို့ဆုံးဖြတ်ကြတယ်ဒါပေမဲ့ကန်ကွက်တဲ့လူမရှိဘူးအဲ့ဒီမှာမဲမပေးတဲ့လူကတော့၄၀ကျော်ရှိတယ်ပေါ့เนาะဆိုတော့အတီးဟာကုန်နေပြီးတော့အောက်လွတ်တော်မှာတော့သူတို့အတီးပြပြီးပြီဆိုတော့အထက်လွတ်တော်ကိုတင်လိုက်တယ်ဆိုတော့အထက်လွတ်တော်မှာလည်းဒီနေ့အတိုင်းပဲသူတို့ကကန်ကွက်တဲ့လူမရှိဘူးနဲ့တခဲနဲ့သူတို့ပြန်ပြီးတော့အတီးပြလိုက်တဲ့ဆိုတဲ့တည်င်းကတော့ဒီနေ့တကိတ်တည်င်း2တည်င်းကောင်းနေနဲ့ကျွန်တော်တို့ တွေ့လိုက်ရပြီတွေ့လိုက်ရပြီเนาะဥပဒေကိုနှရဇလုံးမှာလွတ်တော့နှရဇလုံးမှာဒီပြုလိုက်ပြီပြီးလို့ရှိရင်တော့တမတာကလက်မှတ်ထိုးဖို့ကျန်နေတယ်เนาะဆိုတော့အဲ့ဒါထိုးပြီးလို့ရှိရင်တော့ကြာပြန်ကိစ္စကတော့เนาะတော်တော်ကို account follow မိလို့ကျွန်တော်တို့ယူဆရတယ်เนาะယူဆရတယ်ဆိုတော့အဒီနေ့ဒီဇင်ဘာလ10ရက်နေ့မှာတတိယမီဒီယာနေ့မှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ